မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဧပြီလ22ရက်နေ့ Radio UNG ရဲ့မနခင်ပြည်ရင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မຫນွေဦးမိုင်းပါအိုးဘိုချင်းထောင်တွင်၌အဆောက်အုံထိခိုက်ပျက်စီးမှုများပြားပြီးနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများပါဝင် ကျင်းသား30ကျော်တိဆုံးခဲ့ရမှုအခြေအနေနဲ့ပတ်သက်၍အဖွဲ့အစည်းခုနှစ်ဖွဲ့ပူးတွဲသဘောထားထုတ်ပြန်တဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။အိုမေးဟောင်းနှွမ်း၍စကိုင်းငလင်ကြီးကြောင့်ပြုတ်ပြင်းမွမ်းမံခြင်းမရှိတဲ့အိုးဘိုကျင်းထောင်အဆောက်အုံများပြိုကျပျက်စီးခဲ့ပြီးထောင်လွင်းသတင်းအချက်အလက်များအရငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ280ဦးကျော်ရှိကာနိုင်ငံရေးအကျဉ်းသား10ဦးနိုင်ငံရေးအကျဉ်းသူ10ဦးအပါအဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်း30ဦးထက်မနည်းတိဆုံးခဲ့ရမှုအပေါ် PPNM အပါအဝင် အဖွဲ့အစည်းခုနှစ်ဖွဲ့မှပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ် ပျက်စီးဆုံးရှုံးမှုမှာမြေပြင်တွင်ပုံမှုများပြားနိုင်ပြီးအိုးဘိုထောင်အတွင်းရှိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများသည်ငလင်ကပ်ဘေးကိုဆိုးရွားစွာထိခိုက်ခံစားခဲ့ကြရတော့လဲယခုချိန်ထိပြည်တွင်းပြည်ပနှင့်နိုင်ငံတကာဖွဲ့စည်းများထံမှလူသားချင်းစာနာထောက်ထားမှုအကူအညီများရှိကြသည့်အပြင်တရင်မှောင်ချခံထားရသည့်အခြေအနေတွင် ရှိနေရလို့ဖော်ပြထားပါတယ်ကျမ်းဖက်စိအုပ်စုသည်အချင်းထောင်တွင်ငလင်ကြောင့်ထိခိုက်ဒေဆုံးမှုအခြေအနေများကိုယနေ့ချိန်ထိရည်ရွယ်ချက်ရှိရှိ တရင်ဖုံးကွယ်ထားသည့်အပြင်ငလင်တန်းခန်းစားထားရသည့် ိုင်ငံရေးအကျဉ်းသူအကျဉ်းသားများကိုထောင်ပြောင်းရွှေ့မီဟုချိန်ချောက်ဖိနှိပ်မှုများပြင်းပြင်းထန်ထန်ပြုလုပ်နေကြောင်းပြင်းထန်သောငလှင်တန်းကြောင့်ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်ခံစားထားရသည့်နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများသည်ထောင်တွင်ဆေးကုသမှုလုံလုံလောက်လောက်မရရှိကြရသည့်အပြင်အကျဉ်းထောင်ဝန်ထမ်းများ၏ဖိနှိပ်ချိန်ချောက်မှုများကိုပါခံနေရကြောင်းငလှင်ကြောင့်ပျက်စီးယိုယွင်းနေသောအကျဉ်းထောင်အဆောက်အုံများအတွင်းသို့ဝင်ရောက်နေထိုင်ရန်အတင်းကျပ်စေခိုင်းမှုများရှိနေပြီး၎င်းတို့၏စေခိုင်းမှုကိုမနာခံ သောနိုင်ငံရေးအချင်းသူအချင်းသားများကိုတာယာဝရီထောင်သို့ပြောင်းရွှေ့ရန်ချိမ့်ချောက်စီစဉ်လက်ရှိကြောင်းငလင်ကြီး၏နောက်ဆက်တွဲငလင်များကြောင့်နိုင်ငံရေးအချင်းသူအချင်းသားများ၏ချင်းထောင်တွင်နေထိုင်ရမှုမှာအချိန်မရွေးတည်ဆုံးနိုင်ခြင်းရှိသည့် အသက်အနည်းစိုးရိမ်မှုများအာနာပိုင်များ၏ချိမ့်ချောက်ခံရမှုများကြားတွင်နေစဉ်နေထိုင်နေကြရကြောင်းအသိပေးထားပါသည်ကမ္ဘာကူလသမကပါဝင်နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်များထဲမှနိုင်ငံရေးအကျဉ်းသားများအားအကြမ်းဖက်ဆေးဥစု၏ရစ်စစ်စွာဖိနှိပ်အကြမ်းဖက်မှုအခြေအနေအားစင်ဆက်မပြတ်စောင့်ကြည့်ဖိအားပေးကြရန်အထူးတိုက်တွန်းတောင်းဆိုထားပါသည်ရှင် ဆက်လက်ပြီး MLA ကကျင်းပတဲ့အစီအမင်းဆက်သွယ်ရေးတင်နန်းမှာ CDM ဘူကြီးကတင် जा ပို့ချပေးတဲ့သတင်းကိုတင်ပြပါမယ်။မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဦးစီးကျင်းပခဲ့တဲ့အစီအမင်းဆက်သွယ်ရေးအပတ်စဉ်တင်နန်းမှာ CDM ဘူကြီးကတင် जा ပို့ချပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဆက်သွယ်ရေးတပ်မှ CDM ပြုလို့လာခဲ့တဲ့ဘူကြီးဘုံတိုင်မှတော်လှန်ရေးကိုရှေ့ရှုပြီးတင် जा ပို့ချပေးခဲ့တာလို့ဆိုပါတယ် အဆိုပါစစ်မြင့်စစ်သွေးတင်တဲ့အပတ်စဉ်တစ်ကိုမွန်ပြည်လွတ်မြောက်ရေးတပ်တော်ပြန်လွှားစစ်ကြောင်းနဲ့ Lion Battalion စစ်ကြောင်းတို့ကရဲဘော်များတက်ရောက်ခဲ့ကြပါတယ် Frequency Spectrum စတဲ့စစ်သွေးရေးလုံခြုံမှုဆိုင်ရာပင်ညာရက်များကိုတင် जा ပို့ချပေးခဲ့တဲ့ CDM မိုးကြီးဘုံတိုက်အားရဲဘော်များကိုစာမွန်ပြည်လွတ်မြောက်ရေးတပ်တော်ကအထူးကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်ရှင် မေလ25ရက်ဘော့စတန်မြို့တွင်ရောင်နီတော်လှန်ဂီတပွဲကိုပြုလုပ်မယ့်တဲ့ရင်ကိုဆက်လက်တင်ပြပါမယ်။မေလ25ရက်အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှာတော်လှန်မှုပညာရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ရောင်နီရန်ပုံငွေဂီတပွဲတော်ကိုထက်မှန်ကျင်းပပြုလုပ်သွားမယ်လို့တင်ပြရှိပါတယ်။ရောင်နီရန်ပုံငွေဂီတပွဲတော်အတွက်လက်မှတ်တွေကိုစတင်ရောင်းချနေပြီးရရှိလာမယ့်ရန်ပုံငွေများကိုတော်လှန်ရေးမိသားစုဝင်များရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်များစီဒီမ်မိသားစုများနိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့မိသားစုဝင်များနိုင်ငံရေးအချင်းကြမိသားစုဝင်များကိုဦးစားပေးထောက်ပံ့ပေးမှာဖြစ်တယ်လို့သိရပါတယ်။အပရိစက် ၂ရက်က Maryland ပြည်နယ်မှာကျင်းပခဲ့တဲ့ရောင်နီဂီတပွဲတော်ဟာရန်ပုံငွေ US ဒေါ်လာ3,45865ကျော်ရရှိခဲ့ပြီးအဆိုပါပွဲမတိုင်ခင်ကျူတင်လက်မှတ်ရောင်းချရမှရရှိတဲ့မြန်မာကျပ်ငွေသိန်း1200ကိုငလင်းဘေးတင်ဒေသတွေအတွက်အရေးပေါ်ပို့ဆောင်ပေးခဲ့လို့သိရပါတယ်။ကိတရံပုံငွေအတွက်ပွဲလက်မှတ်ဝယ်ယူသူပြည်သူတအူးချင်းဟာအလူရှင်တွေဖြစ်ပြီးပြပရောက်ရောင်းနီအဖွဲကပြည်တွင်းကလူထုနဲ့တသားတွေရှိနေမှလို့ကတိပြုထားပါရဲ့ရှင်။ မိုးပြေပြည်သူကာကွယ်တပ်က Project Buffalo 3500ကားကမ်ပိန်းပြုလုပ်မဲ့တရင်ကိုနောက်ဆုံးတင်ပြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်မိုးပြေမြို့အခြေဆိုင်မိုးပြေပြည်သူကာကွယ်တပ်က Project Buffalo 3500ကားကမ်ပိန်းတစ်ခုပြုလုပ်နေပါတယ်။ယခုချိန်မှာစစ်ရေးတောက်လျှောက်ပြင်းထန်နေတဲ့အတွက်လက်နက်ခဲရနဲ့တခြားလိုအပ်ချက်များစွာရှိနေပေမဲ့ရဲဘော်များအတွက်စစ်စင်ရေးများမှာလင်းမြန်စွာလက်ဦးရယူနိုင်ဖို့တတ်မှတ်ပွိုင်များကိုအချိန်မီရောက်ရှိနိုင်ရန် စိတ်ရိတ်ခါများတည်ယူရန်ကင်းချိတ်တဲ့ရဲဘော်များအသက်လူနေရတဲ့ထိခတ်ရဲဘော်များကိုအချိန်မီစေယုံပို့ဆောင်နိုင်ရန်အရေးကြီးတဲ့အတွက်ကားကမ်ပိန်းကိုပြုလုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။ campaign target မှာ7,500ဖြစ်ပြီးကားတစ်စီးရယူနိုင်ဖို့နဲ့လိုအပ်တဲ့73စီများဝယ်ယူနိုင်ဖို့ရည်ရွယ်က campaign တက်မှတ်ကာလမှာ2025 April 20ရက်နေ့ကနေမေလ20ရက်နေ့အထိပြုတ်လုသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းပြည်ပကထောက်ဖို့ပြည်သူများအနေဖြင့် Project Buffalo campaign မှာပါဝင်ပြီးမိုးပြေပြည်သူကာကွယ်တပ်ဖွဲ့အတွက်အရေးတကြီးလိုအပ်နေတဲ့ကားတစ်စီးကိုဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့ရဲ့ချွေးနေစာများထဲမှာထိုက်ထိုက်တန်တန်ပါဝင်အားဖြစ်ပေးကြဖို့ပိတ်ခေါ်ထားပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်ခါရှဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်